ဆယ်ယောက်ထဲနဲ့ကစားပြီးအာစနယ်ကိုတည်ချခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးချယ်ဆီကစားသမား9ယောက် Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါဗျ။ Kokan Ace the football show အနေအားလုံးကိုကျေးဇူးပါရယ်။ဆိုတော့ကျွန်တော်ပုံမှန်အားဖြင့်ဆိုရင်အတင်းတင်းရနိုင်မပါဗောနော်။ကစားသမား9ယောက်ရွေးပေးတယ်။ဒီခါလေးကြာရင်တည်ကျသွားတဲ့ပွဲဆိုရင်နှစ်ဖက်အတင်းကစားသမားဟို9ယောက်ကိုပေါင်းပြီးတော့ရွေးပေးလိုက်ပါတယ်။ဒါပေမဲ့ဒီပွဲစဉ်မှာကျတော့ ချယ်ဆီကစားသမားအနေနဲ့တကယ်ကောင်းမွန်တဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည်ဆိုတာတည်းဘယ်လိုပြောလဲသူတို့ရဲ့စိတ်တဲ့ကြီးကအရင်ကမိုက်လွန်းတယ်အာစနယ်လိုအသင်းမျိုးကြီးဗျာပရိုစင်စားကြီးလက်ရှိအချိန်မှာအကောင်းဆုံးပဲဘိုင်ယန်မြူနစ်လိုအသင်းမျိုးကိုပပလီပုတ်ပြီးတီးသွားတာအတကုံတော်သာသိရမလို့အဲ့လောက်ဒီကိုကောင်းနေတဲ့အသင်းကိုတယောက်စောပြီးထုတ်ခံလိုက်ရတယ်တခြားအသင်းတွေဆိုဘယ်လွယ်ပါ့မလဲဒါကျွန်တော်ချယ်ဆီပရိသတ်ဆိုတဲ့နော်ခေါင်းစဉ်အောက်ကတွေ့ဖယ်ပြီးပြောတာဘောလုံးကိုချစ်တဲ့ ဘယ်ပြိတ်သက်မဆိုချဲစီကစားသမားတွေရဲ့စိတ်တနခံယူချက်ပိုင်းကိုတေချာပေါက်သဘောကျလိမ့်မယ်။အဲ့တို့ကြောင့်ကျွန်တော်ဒီချဲစီကစားသမားတွေရဲ့မလျှော့တော့ဇွဲလုံးလောက်ဝရိယရည်နဲ့မဆုံမနစ်ကျိုးသွားသွားတဲ့စိတ်တနခံယူချက်ပိုင်းကို appreciate လုပ်တဲ့အနေနဲ့ဒီအကြိုက်ကစားသမား9ယောက်ကိုရွေးချယ်ပေးတာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်ကြိုက်ဆိုနံပါတ်9နေရာမှာရှိနေတဲ့ player ကတော့ Melo Gusto ပါ။ Gusto ဒီ right back တနေရာကနေဒဏ်ရာရသွားတယ်။ပေါင်ပတိပတ်ပြီးတော့တောက်လျှောက်ကစားနေတာဗျ။ Gusto ရဲ့ နောက်ပိုင်းယုံကြည်ချက်နဲ့စိတ်တက်ကလည်းတော်တော်သဘောကျခြင်းစရာကောင်းတယ်။ယေရှုဒီလိုဖြစ်ရင်တော့ Chelsea ရဲ့ right back တနေရာမှာ Melogus တို့ကအနာဂတ်အတွက်နေရာတနေရာတေချာပေါက်ရလာနိုင်တယ်။ Melogus တို့ဒီတပွဲတည်းကောင်းတာမဟုတ်ပါဘူး။ Barcelona ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်မှာလည်း Gusto တို့တော်ကောင်းခဲ့ပါတယ်။ဒီနေ့ပွဲစဉ်မှာဆိုရင်လည်း Patronato နဲ့သူအဲ့ right wing တနေရာမှာခြေချင်းလိန်ပြီးတော့ဘလုံးမရှိတဲ့အချိန်ဘလုံးရှိတဲ့အချိန်မမချာချာတုံ့ပြန်ကစားသွားတဲ့ပုံစံတွေကတကယ်ကိုသဘောကျခြင်းစရာကောင်းပါတယ်။ ။နောက်မဲလဂူစတိုရိုကူကူရီယာတို့ဆိုတာတနေရာထဲမှာပုံတည်ရက်ဆော့ရတဲ့ကစားသမားတွေမဟုတ်ဘူး။အလွတ်ဆော့ရတဲ့ကစားသမားတွေ။ဒီထဲမှာဆိုရင်မဲလဂူစတိုကပို့ပြီးတော့ free roll ပုံစံပေးခံထားရတဲ့ကစားသမား။ဘယ်နားမှာနေရာလွတ်တွေဖြစ်နေလဲ။ငါက live ဖြည့်ပေးရမယ်ဆိုတော့ပုံစံတိုင်းဝင်ဖြည့်ပြီးတော့ကစားပေးရတာပါ။အဲ့တော့ဒီနေ့တယောက်ထုတ်ခံလိုက်ရတဲ့အခြေအနေမှာကျွန်တော်အနေငယ်ခုတာခံတာရှိသွားတာ viewer ဘိုင်းကြောင့်ခုတာခံတာရှိသွားတာ။တကယ်လို့သာ melogu store လို့ player မျိုးမပါဘူးဆိုကွင်းလယ်မှာကစားသမားတင့်ရောက်ပဲရှိရယ်စမုံတုံးသွားလိမ့်မယ်။ ဲ့တို့ကြောင့်ဒီနေ့တည်ကြတဲ့ပွဲစဉ်မှာမဲလိုကူစတိုရဲ့လှုပ်အားနှုန်းတွေကအများကြီးအခေအားကျခဲ့တယ် bro အဲ့တော့ကြောင့်ကျွန်တော်ကတော့မဲလိုကူစတိုအကြိုက်ဆုံးနံပါတ်9နေရာမှာရွေးပြချင်ပါတယ်ကျွန်တော်ချက်ဆိုနံပါတ်4နေရာမှာရှိနေတဲ့ player ကတော့ Pedro Neto ပဲဖြစ်ပါတယ် Neto ရဲ့ပြေအားယုံအားကြီးကလည်းကြောက်စရာကြီးဗျာတကယ်ဟုတ်စက်တက်ထားတဲ့ကောင်ကြီးနာအောင်မေ့ရတယ် Neto ကတော့ကျွန်တော်မြင်ရတာလीအန်ကိုလိုကွန်တီအလားပဲမောတဲ့ပုံစံကိုကျွန်တော်မတွေ့ရဘူးအဲ့တော့ Patronato ရဲ့ site မှာကစားသမား2ယောက်တိတိ အာဒီတာလဲလိုက်ရတယ်ဒါလည်းအာဒီတာလိုနီးပြဖြစ်တဲ့အတွက်ကြောင့်ပါနက်လိုနဲတာနော် ကလာဖီယိုရီပထမပိုင်းဝင်ဆော့တယ်ကလာဖီယိုရီအနေနဲ့ပက်ဒရိုနာဒိုကွန်ထရိုးလုပ်ရတာအနေငယ်ခက်ခဲမှုတွေရှိလာတဲ့အချိန်ကျွန်တော်ဒုတိယပိုင်းမှာလူးစ်ကဲလီထပ်ထည့်လိုက်တယ်အဲ့တော့ကြောင့်ပက်ဒရိုနက်ဒိုအနေနဲ့ left wing မှာလည်းကစားခဲ့တယ်လို့ right wing မှာလည်းကစားခဲ့တယ်နှစ်နေရာလုံးမှာလည်းစူးစမ်းအထောက်မှုအပြည့်ကစားသွားနိုင်တယ်မိနစ်90လောက်ကျွန်တော်မြင်ရသလောက်ပက်ဒရိုနက်ဒိုရှောက်ပြေးနေရပါပဲ ဘောလုံးမရှိတဲ့အချိန်မှာလည်းသူလိုက်ပြီးတော့ press တယ်ဘောလုံးရှိတဲ့အချိန်မှာလည်းဘောလုံးနဲ့သူဆွဲပြေးပြီးတော့ဂိုးကန်သွင်းမှုတွေလုပ်တယ်ပေါ့နော် selfish ဖြစ်မှုလေးတချို့တော့ရှိတယ်ဒါပေမဲ့လည်းသူ့ရဲ့ selfish ဖြစ်မှုကဖြစ်တင်ပါတယ်ကျွန်တော် moments တခုမှတ်မိတယ်ဗျာသူတို့ counter attack ရလာတဲ့အချိန်မျိုးမှာတယောက်တည်းဆွဲပြေးလာတယ်သူလှမ်းပြီးတော့ cuff လိုက်တယ်ပေါ့မသေးကြဘူးဗျာ raya ကြီးကိုလို့သွား cuff ဖို့ကမလွယ်ဘူးလीတာမန်ဒဲကန်တာတော့မှမလွယ်တဲ့ဂူသမားဆိုတော့အဲ့လိုအဝေးတနေရာနေရှိရ6000နဲ့ block လဲ block ထားတယ်ဒါတော့သွား cuff တယ်ပုံမှန်အပြည့်ဆိုရင်ခနာချူပြီးလို့တော့ရတယ်ဒါမဲ့ ကနာချူပေးနေဘလောက်ယုံကြည်လို့ရလို့လဲဆိုတဲ့အပိုင်းအရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဒါပက်ဒရိုနက်ဒူအနေနဲ့သူကိုယ်တိုင်ကိုကြကူကန်သွင်းယူလိုက်တာပဲလို့တော့ကျွန်တော်ယူဆတယ်ဒါမဲ့လည်းနက်ဒူရဲ့တပွဲလုံးဆွမ်းဆောင်ယူခြုံငုံကြည့်မယ်ဆိုရင်တော်တော်လေးမိုက်တယ်ဗျအဲ့ဒါကြောင့်ကျွန်တော်ကတော့ပက်ဒရိုနက်ဒူအကြိုက်ဆုံးနံပါတ်၄ဖြစ်ယူပါတယ်ကျွန်တော်ကြိုက်ဆုံးနံပါတ်၃နေရာမှာရှိနေတဲ့ပလေယာဒီနေ့ပွဲမှာချက်စီတွက်ဥဆောင်ကိုသွင်းပေးသွားတဲ့ Trevor Chalobah ဖြစ်ပါတယ် တိုက်စစ်ခံစစ်ပိုင်းကိုမြင့်မြတ်တက်တာဖြစ်အောင်အကောင်းဆုံးကစားပေးနိုင်တဲ့ကစားသမားချာလိုပါပါအဲ့တော့ချာလိုပါဒီဘာစလိုနာပွဲစဉ်မှာလည်းထိုနီးတူပဲအနီးဆက်ဆုံးခြေသွင်းပြကစားပေးသွားခဲ့တယ်ချာလိုပါသာဒီပုံစံတိုင်းတွားနိုင်မယ်ဆိုရင် ရေရှည်ဒီခြေသွင်းကိုဆက်ထိန်းထားနိုင်မယ်ဆိုရင် DCB တနေရာချာလိုပါအပိုင်စားရနိုင်တယ်ဗျဝက်စလီဖူဖာနာတလေကောင်းတယ်တိုစင်အချင်းပေါအကုန်လုံးတက်အောင်အဆင်ပြေနေတဲ့ကစားသမားတယောက်ဖြစ်ပါတယ် လဗိုင်းကိုပဲပြန်ကောင်းလာရင်သာချလိုပါနဲ့တွဲပေးလိုက်ရင်ဒီနောက်တန်းစုဖွဲ့မှုကအထိုက်လျောက်တော့အဆင်ပြေသွားရည်လို့ယုံကြည်တယ်။လက်ရှိအချိန်မှာချလိုပါရဲ့စ조사အားထုတ်မှုမပြတ်ကွက်မှုကြောင့်ပဲကျွန်တော်တို့အခုနောက်ဆုံးကစားခဲ့တဲ့ပွဲနှစ်ပွဲမှာဒါမရှုံးတဲ့ဆိုတဲ့ရလက်ကိုရရှိခဲ့တာဖြစ်ပါတယ်။ချလိုပါကိုကျွန်တော်တို့တေချာပေါအတိမတ်ပြုရပါလိမ့်မယ်ခင်ဗျ။ ။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမွဲကစားခြင်းနဲ့ဆိုရင်တော့ Super Senior Big Boss ကြီးမှာ iBack ကို၈ကိုငါးတလုံး miss နဲ့မောင်းငါ၆တို့ကို member တက်အပေါ်သူချင်းများစွာနဲ့ယုံကြည်သွားကစားလို့ရပါတယ်။အသေးသေးသေးချင်းနဲ့ဆိုရင်တော့ဘာဘာနံပါတ်၃ညာကို၈ကိုကို၉ကိုကျောက်ကို440မှာဆက်သွယ်ဆုံးသက်မြင်မြန်လို့ရပါတယ်။ကဲကျွန်တော်ကြောက်တဲ့နံပါတ်၂နေရာမှာရှိနေတဲ့ player ကတော့ Robert Sanchez ဖြစ်ပါတယ်။ Arsenal cross ball တွေ set piece တွေ ဂိုးဝင်ဖို့အတွက်အခြေအနေတွေရှိခဲ့ပေမဲ့လည်းဒီဂိုးတွေကိုအခွင့်အရေးမပေးခဲ့တဲ့သူက နောက်တန်းကစားသမားတွေပါတယ်လို့ဂိုးသမားရောဘတ်ဆန်ချက်လည်းပါပါတယ်ရောဘတ်ဆန်ချက်ရဲ့အဝင်ထွက်တွေမှန်ကန်မှုရှိခဲ့တယ်တယောက်ယောက်အခြေအနေမျိုးကနေကွန်ပိုးရှားဖြစ်ခဲ့တယ်ရောဘတ်ဆန်ချက်တဖြည်းဖြည်းချင်းတည်ငြိမ်လာတာကျွန်တော်တို့တွေ့ရပါတယ်သူအရင်တော့မှားခဲ့တဲ့ အမားရွေးနေအတိတ်မကောင်းမှုတွေကြောင့်ပရိသတ်ကသူ့ကိုမျက်ဝါးထင်ထင်ရောဘတ်ဆန်ချက် ပြန်လဲထွန်းတောက်လာမှုကိုမမြင်ရပေမဲ့ကျွန်တော်သတိထားမိတဲ့လောက်ဒီပဲဒီရာဒီမှာမဆိုးလာတဲ့ဆွမ်းဆောင်ရည်မျိုးပြတ်တာထားနိုင်တယ်။ဘာစလိုနာနဲ့ပွဲတင်မှာလည်းကောင်းတယ်။စပားနဲ့ပွဲတင်မှာလည်းကောင်းတယ်။အခုအာစတင်နဲ့ပွဲတင်မှာလည်းအကောင်းဆုံးကစားသွားခဲ့တယ်။ဒီလိုကြောင့်ကျွန်တော်ကရောဘတ်ဆန်ချက်ကိုဒီပွဲစဉ်အတွက်တော့အကြိုက်ဆုံးနံပါတ်1နေရာမှာရွေးပေးချင်ပါတယ်။ဒါအပြင်ဗီဒီယိုကီယက်ရဲ့ အနီးကပ်ပိတ်သွင်းမှုတွေသူအနာခံပြီးတော့ကာကွယ်သွားခဲ့တယ်ပေါ့နော်အဲ့တော့ Rob ကိုကြိုက်ကြမယ်လို့ထင်ပါတယ်ကဲကျွန်တော်ကြိုက်ဆိုနံပါတ်1နေရာမှာရှိနေတဲ့ player ကတော့ Reece James ဖြစ်ပါတယ်ခင်ဗျာ Reece James ဒါမရှိခဲ့ဘူးဆိုရင်ဒီပွဲစဉ်က Arsenal အနေနဲ့ပွဲကိုစိုးမိုးချေလဲပြီးတော့ကစားသွားနိုင်တယ် Reece James ရဲ့အတမနီစိတ်တဲ့ချင်းသိစိတ်တဲ့လို့ပဲပြောရမှာပေါ့နော်အဲ့တော့ချင်းသိစိတ်တဲ့လို့ညွှန်းဆိုတဲ့နေရာမှာကစားသမားအများစုကတော့ ချက်စည်းစားသမားတွေချင်းသိစိတ်တဲ့ပြခဲ့ကြတယ်ဒီထဲမှာမှာတတပူပူပြခဲ့တဲ့ player ကတော့ Reece James ပဲဖြစ်ပါတယ် Reece James ရဲ့ကြိုးစားအားထုတ်မှုတွေကဘောလုံးမရှိတဲ့အချိန်တွေမှာရောဘောလုံးရှိတဲ့အချိန်တွေမှာရောအတိုင်းသာမြင်ခဲ့ရပါတယ် Reece James captain တယောက်လုံးဝပီတပါတယ်ကွင်းလယ်မှာဝင်ဆော့ရပေမဲ့ Reece James ဒီကွင်းလယ်ကစားသမားတယောက်ပုံသဏ္ဍာန် PPPP ကို အရှင်တွေပေးသွားနိုင်တယ်။နောက်ပိုင်းပွဲစဉ်တွေမှာလည်း reach chain ကိုဒီတဲပဲဝင်ဆော့ခိုင်းမယ်ဆိုရင်တော့ကျွန်တော်တို့မစိုးဘူးလို့ထင်တယ်။ right back မှာဆော့တာထက်အလဲမှာဝင်ဆော့တာ reach chain ရဲ့လှုပ်အားနှုန်းကိုပို့ပြီးတော့ရစီပါတယ်။အဲ့တော့နောက်ပိုင်း Moses Caicedo မပါတဲ့ပွဲအနီကက်ကြောင့်ပွဲပခံထားရတဲ့အခြေအနေမျိုးတွေမှာဒါအထဲတည်းဒီ reach chain ကိုထည့်ပြီးတော့ကိုပါမာကိုနံပါတ်10နေရာမှာတင်အန်ဆိုနံပါတ်8နေရာမှာတင်ပြီးကစားလို့ရတယ်။ reach chain ရှစ်တက်နောက်စင်ဘေးဘေညာ အကုန်လုံးလိုက်ပါဖြည့်ပြီးတော့ကစားပြီးသွားတဲ့ပုံစံဒီအတော်လေးကိုသဘောကျခြင်းစရာကောင်းပါတယ်အသေးပေါက်မတဲ့ကစားပြီးသွားတဲ့အတွက်ကြောင့် reach chain ကိုတခြားသောပရိသတ်တွေလည်းသဘောကျမယ်လို့ကျွန်တော်ယုံကြည်တယ်ဗျအဲ့တော့ကျွန်တော်ကတော့ reach chain ကိုဒီတည်ကြခဲ့တဲ့ပွဲကနေကျွန်တော်အကြိုက်ဆုံး man of the match ကစားသမားအဖြစ်ရွေးချယ်ပေးနေပဲဗီဒီယိုဒီမှာနားချင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ Chelsea ပရိသတ်တွေသာမကဘဲနဲ့တခြားပရိသတ်တွေရောအာဆနယ်ကိုတယောက်ယောက်အခြေအနေမျိုးကနေအကောင်းဆုံးစိတ်တဲ့နဲ့ရှင်ပြိုင်ကစားခဲ့တဲ့ ကြိုက်ဆုံး Chelsea ကသားသမားတွေရှိရင်လည်း comment မှာဝင်ရောက်ရေးသားပေးသွားကြပါအောင်ခင်ဗျာတက်တာပါ